မြန်မာအပါအဝင်၄၀တနိုင်ငံကိုဗီဇာပိတ်ပင်မှုတွေအတွက်အမေရိကန်စဉ်စားနေအမေရိကန်အစိုးရဟာနိုင်ငံပေါင်း၄၀ခုရဲ့နိုင်ငံသားတွေကိုပြည်ဝင်ခွဲဗီဇာပိတ်ပုံစဉ်စားနေကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။တမရဒေါ်နယ်ထရပ်ကစဉ်စားနေတဲ့ဗီဇာပိတ်ပင်ရေးအစီအမံတဲ့အတွင်းနိုင်ငံ၄၀ခုကိုအုပ်စု၃ခု꿰ပြီးလျှောက်ထားတယ်လို့ရိုက်တာသတင်းဌာနကရရှိခဲ့တဲ့ဌာနဆိုင်ရာအသွေးမှညွှန်ကြားချက်တစ်ခုမှပါရှိခဲ့ပါတယ်။ ပြီးတော့အဲ့လိုပိတ်ပင်မှုမျိုးရှိလာနိုင်တယ်ဆိုတာကိုဖြစ်စင်တဲ့နိစ္စတဲ့အစိုးရအရာရှိတချို့ကလည်းအတည်ပြုထားပါလိမ့်။နိုင်ငံတွေကခွဲခြားသတ်မှတ်ထားတဲ့အုပ်စု၃ခုကတော့ဗီဇာအမျိုးအစားမှန်သမျှကိုပိတ်ပင်မှုဆိုတာရဲ့အလဲပတ်နဲ့ပညာရေးအပါအဝင်ဗီဇာအမျိုးအစားတချို့ကိုပိတ်ပင်မှုဆိုတာရင်တချို့ကဏ္ဍတွေမှာပြင်ဆင်ပြောင်းလဲမှုတွေရှိမလာရင်ဗီဇာပိတ်အရင်းယူသေးတယ်လို့ထောက်ခံသတ်မှတ်တဲ့နိုင်ငံတွေရဲ့ဖြစ်ပါလိမ့်။ မြန်မာကတော့ဗီဇာအမျိုးအစားတချို့ကက်သက်ပိတ်ပင်ခံရတဲ့ကြောင်းစီးရင်တို့ထားတဲ့ဒုတိယအုပ်စုထဲမှာအကျုံးဝင်နေပါလေအခုကိစ္စနဲ့ပတ်သက်ပြီးထက်ထဲဝင်ဝင်သိရှိထားတဲ့အမည်မဖော်လိုသူအစိုးရအရာရှိတယောက်ကတော့စင်းထဲကနိုင်ငံတွေမှာအပြောင်းလဲရှိလာနိုင်တယ်လို့နိုင်ငံခြားရေးဝန်ကြီးမကိုရိုပီယိုကတရားဝင်အတည်ပြုမဲ့လည်းမရှိသေးဘူးလို့ပြောပါတယ်။အဲ့ဒီနိုင်ငံတွေဆီမှာအာဖဂန်နစ္စတန်၊ကျူဘာ၊အီရန်၊လစ်ဗျာ၊မြောက်ကိုရီးယား၊ဆိုမာလီယား ဗင်နီဇွဲလာယီမင်စီးရီးယားတို့ဟာဗီဇာအလုံးစုံပိတ်ခံရဖို့လျှင်ထားခံရပါတယ်။မြန်မာ၊ဟေတီ၊အီရီထရီးယား၊လာအိုတောင်ဆူဒန်နိုင်ငံတွေကတော့ဗီဇာအမျိုးအစားတချို့ကတ်သက်ပိတ်ပင်ခံရမယ့်အခြေအနေရှိနေပြီးအန်ဂိုလာ၊ပီလာရု၊ပါကစ္စတန်၊ဘူတန်၊ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေအာဖရိကနိုင်ငံတချို့နဲ့ဂျွန်းနိုင်ငံငယ်တချို့ကတော့ဗီဇာပိတ်ဆို့မှုအတွက်စဉ်းစားသေးကြောင်းထောက်ခံဖော်ပြထားတဲ့စင်ထဲပါဝင်နေတယ်လို့သိရပါတယ်။ မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။